အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်မေလ30ရက်စောက်ကြနေနေနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဂျူရီယာနေသားကစခန်းတွင်ဇက်တိုက်ဆိုသလိုလက်လွတ်လာရတဲ့အတွက်အရှိတောင်တိုင်းစစ်ဌာနချုပ်မော်လမြိုင်ကို GKBA စိတ်ပိုင်းခေါင်းဆောင်တွေကိုခေါ်ယူပြီးတိုင်းမှုဒူတိုင်းမှုတို့နဲ့ဇမန်လေးကတွေ့ဆုံကြရတယ်လို့သိရပါတယ် လက်လွတ်ထားရတဲ့စခန်းတွေကိုပြန်တောင်းပေးပါဆိုပြီးလုတ်ပြန်ပြီလားတော့မသိပါသေးစကားပြောဆုံးနေစဉ်တော့မှာပဲဂျမန်နေ့နေ့လဲဥက္ကဋ္ဌစခန်းကြီးရဲ့ကာကင်းသဘောမျိုးဖြစ်နေတဲ့အရွှေမြိုင်စခန်းကိုထပ်မံလက်လွတ်လိုက်ရပြီဖြစ်ပါတယ်မကွေလားဆလင်းညွန့်နဲ့ဆလုတ်ရမျိုးကြမ်းမှာလက်ပချင်းချောင်းဆိုတာရှိပါတယ်ကြီးခဲ့တဲ့ရက်ကပညာရေးကောလိပ်တက်နေတဲ့တင်နန်းသား6ဦးနဲ့ကျောင်းဆရာမ3ယောက်ဖမ်းဆီးခံလိုက်ရတာရှိပါတယ် လက်ပြေချောင်းကူဆက်လက်ဆောင်တိုင်းနေခြင်းဖန်ဆီးခံလိုက်ရတာဖြစ်ပြီးမြေတီဘွဲကဖန်ဆီးသွားတယ်ဆိုတာကတော့အစီအစဉ်နေသေးတာဖြစ်ပါတယ်ဆိုပါလက်ပြေချောင်းဟာလွန်ခဲ့တဲ့15နှစ်လောက်တုန်းကအထိတဲချောင်းဖြစ်တာမို့တောင်ပေါ်ကရေကျလာလို့ရှိရင်တပတ်ဆယ်ရဲ့ကာကူလီမရချစ်လက်ရှိပြီးပေါင်လူဖုံးကြီးเจ้าမှာကျွန်တော်တို့ရက်ရှိအခြေပြုခဲ့ရဘူးလားရှိပါတယ်ချစ်စင်မှာလက်ပြေချင်းကနေထွက်လာတဲ့အဖွဲဖြစ်ပြီးစလုပ်တရားမျိုးနဲ့ပွင့်နောက်ဆက်လက်စိတ်မှာဖန်ဆီးခံရတယ်လို့သိရှိရပါတယ်မြဝကြမှာဒေတာ ။မြောက်ဆန်းဆင်းရဲနေသောငကရက်တောင်ကျောပေါ်မှာမြေပြင်ဖြစ်ပျက်မှုတွေရှိခဲ့ပြီးနှစ်ဖက်အထိကိုက်တာဆုံးမှုတွေရှိပါတယ်။အမှတ်344အမြောက်တိုင်းဘက်မှာတော့နှစ်ဖက်တပ်တွေစိုက်ထားတဲ့အနေထားသာရှိနေပါသေးတယ်။အားရခါမြေကြောက်ဖြူမြို့နယ်အတွင်းကိုကိုချင်းနဲ့ပူပေါင်းဖွဲ့တွေအောင်မြေချက်ထွင်လျက်ရှိနေပါတယ်။အမှတ်300နဲ့အခုရဲတပ်ဖွဲ့ဖွဲ့အနီးကနှမ်းဖက်တောင်ရွာကိုပူပေါင်းဖွဲ့တွေထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျာတာက30နှစ်အနည်းတိကိုချေတို့တိုက်စစ်ရောက်ရှိလာပြီးရဲတပ်ရင်းကိုသိမ်းနိုင်ခဲ့ရင်တောင်ချက်ချင်းသတင်းထုတ်ပြန်မှုပြုလုပ်မှာမဟုတ်သေးဘူးလို့ခံမှန်းရပါတယ်။ဂျဲတပ်ရင်းနဲ့ကလေးရဲ့ပြိုင်းစစ်ကြီးရွာနီးမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးဒညဝရီရေတပ်စခန်းဌာနချုပ်ကပါပြစ်ကူပေးနေရပြီဖြစ်ပါတယ်။မန္တလေးတိုင်းမရယာရှေ့ကျန်းပိုးဝရွာဘက်မှာလည်းစစ်ကောင်စီရဲ့စစ်ကြောင်းတွေကျုံဝင်လာတာရှိတဲ့အတွက်ထိတွေ့မှုအနည်းငယ်ရှိထားပါသေးတယ်။ချမ်းမြေနယ်တော်မှာပင်လောင်းမြို့နယ်စောင်းမြောင်းမှာထိတွေ့မှုတွေပြင်းထန်နေသေးဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေရဲ့ပြစ်ခတ်မှုတွေကြောင့်စောင်းမြောင်းပင်မုံကောင်းပါလင်းပြာလာစားတဲ့ခြေရွာတွေကဒေသခံ၃000ကျော်နေရက်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။ကောင်းပါဝါလီနဲ့နောင်တရားခြေရွာတွေကိုတိမ်းရှောင်ကြရတာဖြစ်ပြီးအခြေခံစားနပ်ရိက္ခာအရေးပေါ်ဆေးဝါးမိုးကောင်နဲ့အဝတ်ထည်များလိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။မိုးပြေထိုးတဲ့အတွက်စောင်းမြောင်းဓာမြန်တိုက်စစ်ဟာစစ်ကောင်စီအရှိုက်ကိုတဲ့တဲ့ထိမှန်စေခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘိုးတိုင်းနောက်ချမ်းအောက်ခေါင်းမြို့နယ်တွေကိုစစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်နေတာရှိပါတယ်။ စစ်ကြောင်းမှာပါလာတဲ့ဂျမားတွေကြောင့်ဒေသခံတွေတယ်လီဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုတွေဖြစ်ပေါ်လျက်ရှိပါတယ်။ဂျမန်လေးမင်းကကိုအောင်စုရွာကိုမနေ့အစောပိုင်းမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်လို့ဒေသခံတွေဟာလှဲတွေနဲ့တပိုင်းတိုင်းရိတ်ခါလေးတွေတဲပြီးတိတ်ဆောင်ထွက်ပြေးနေကြရပြီဖြစ်ပါတယ်။ဆက်လက်ပြီးအိုက်တောက်ရွာနဲ့တိုက်ချောင်းရွာကိုပါမီးရှို့ဖျက်ဆီးမှုထပ်မံပြုလုပ်နေပြန်ပါတယ်။ကိုအောင်စုနဲ့ဂျိုးပင်ဝိုင်းကတော့ရွာလုံးချုပ်တိတ်ဆောင်ကုန်ကြရပြီဖြစ်ပါတယ်။ အဲ့ဒီမိရှုံနေတဲ့စစ်ကြောင်းကိုယခုလ26ရက်နေ့ကအနေမီကန်ကာဝေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက်အချမ်းဖက်စစ်သားတအူးမရှိကြိုက်ထားတာရှိပါတယ်။ကချင်ပြည်နယ်ဖားကန်ကိုတက်လာတဲ့စစ်ကြောင်းဟာလုံခင်းကနေမော်စီစာလမ်းမကြီးကနေဝင်ရောက်လာတာဖြစ်ပါတယ်။လုံခင်းမှာတော့စစ်ကြောင်းဝင်ရောက်လာတဲ့ကနေထွက်ခွာမသွားမီအထိစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒေသခံ9ဦးအသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ဖားကန်နယ်ကိုရှင်လင်တပ်မအုံရဲ့ရှင်ပြည်တပ်တွေ ဝင်ရောက်တက်ဖြန့်လာပြီဖြစ်တဲ့အတွက်ကျောက်ဆိုင်ကုမ္ပဏီအချို့လုပ်ငန်းရပ်ဆိုင်းထားတာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်။ CIA ကချင်းလုံးမြောက်ရေးတပ်မတော်နဲ့ TNL တို့ရဲ့အောက်ခြေတင်းမမှုတွေဖြစ်တာတွေ့ရင်လူတော်များများကအချိန်နဲ့တလူလူသဘောကျတယ်လို့ဖြစ်တတ်ကြပါတယ်။စစ်တပ်ဟာဒီအချက်ဒီနည်းလမ်းနဲ့ပဲတိုင်းရင်းသားတွေကစုတတိတဲ့မတိုက်ခိုက်လာအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။အောက်ခြေတပ်ဖွဲ့ဝင်တွေယခုလိုဖြစ်တတ်တာကအခုမှမဟုတ်ခိုးရခင်ကလေးကရှိခဲ့ကြတယ်ဆိုတာမကြာခဏကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ လူကြီးပိုင်းတွေမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးသားဖြစ်ပါတယ်။ KIA ကချင်းလွမြောက်ရေးတပ်မတော်နဲ့လက်တွဲပြီးတနိုင်ငံလုံးလွမြောက်ရေးပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ TNN တွေတို့ထုတ်ပြောလာပြီးဖြစ်ပါတယ်။ဒီလိုဆိုပါရင်ကျင်းနိုင်အားရကြလိမ့်မယ်လို့အမျှော်လင့်ရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိမယ်။